ဆိုကျွန်တော်တို့ဟိုဟိုဂျုံတွေ့ရတဲ့အအကြောင်းလေးတွေကျွန်တော်တို့ကပြောနေရတာဟိုကျွန်တော်တို့တိုင်းပြည်ထဲမှာလည်းအခုဆိုရင်ဟိုဒီရောက်လာတော့တချို့ကလည်းမေးတယ်ငါတို့ဗမာပြည်ပြန်ရမှာလားတို့ဒီမို့ငါတို့တွေဗမာပြည်အခြေအနေကြီးကပြောင်းလဲသွားပြီလားတကယ်တိုးတက်သွားပြီလားအစသဖြင့်ကျွန်တော်တို့မေးပါတယ်မေးတော့လေကျွန်တော်လည်းအမှန်တိုင်းပြောတယ်ကျွန်တော်ဘယ်တော့မှလည်းမဟုတ်တာလည်းမပြောတတ်ဘူးပြောရင်လည်းကျွန်တော်အမှန်ပဲပြောတယ် အဲ့ပြောတဲ့စကားမှလည်းရှင်းရှင်းပဲကျွန်တော်အခုလည်းဒီရှိမှဒီစကားပဲကျွန်တော်ပြောရမှာပဲဟိုဘ누구ကပြောတာလဲပြောင်းလဲသွားပြီလို့ကျွန်တော်တော့မသိဘူးတကယ်လို့အဲ့လိုမျိုးမေးမယ်ဆိုလဲကျွန်တော်တခါတည်းဖြေပြီးသားပဲဘ누구ကပြောတာလဲလို့ပဲကျွန်တော်မေးရမှာပဲလေကျွန်တော်တန်ပြီမှာဒီမိုကရေစီရလို့ပြုပြင်ပြောင်းလဲနေပါပြီဆိုတာတနည်းအားပဲရှိတယ်အဲ့ဒါဒေါ်အောင်ဆန်းစုကြည် channel မှာ ဟုတ်တယ်အဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေလည်းတအုံအုံထားရတာပဲဟိုအစိုးတော်တွေလည်းတအုံအုံထားရနေတာပဲခြံပြင်ရောက်တာနဲ့တီရှပ်တွေချွတ်တော်တာပဲခြံထဲမှာတော့အပြည့်ပဲအဲကျွန်တော်တို့ကြီးကြီးကြီးနေသူတို့တော့ကြောက်လာပါတယ်သူတို့ကလည်းကျွန်တော်ပြောပါတယ်ခမရလည်းတော်တော်ကြောက်တယ်လူပဲတဲ့ဟုတ်ပါတယ်ကြောက်ပါတယ်ဘာလို့လဲဆိုတော့မတက်နိုင်ဘူး ကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကဒီလိုပါဒါရည်စရာဖြစ်နေတာပြောပြမယ်ကျွန်တော်တို့ကတိုင်းပြည်တစ်ခုကိုရှေ့သွားနေကြတာဗျကျွန်တော်တို့တိုင်းပြည်နှစ်ပေါင်း20ကျော်23နှစ်ကျော်ခုမဆလာခေတ်ကစတွင်နှစ်ပေါင်း90လောက်ကျွန်တော်တို့အကြီးအကျယ်ပြဿနာပေါင်း16000ဒုက္ခပေါင်းများစွာနဲ့ကျွန်တော်တို့တိုင်းပြည်ဖြစ်လာခဲ့ပြီးသားဟာနောက်တစ်ခါအမောင်လေးကိုကျွန်တော်တို့ပြန်ဆွဲခေါ်တဲ့လားဆိုတာကျွန်တော်တို့စဉ်းစားတင်ဆုံးချက်ပါအဲ့ဒါလို့ဆိုရင် တစ်ဖက်ကကျွန်တော်တို့နဲ့စကားပြောနေရပြီကျွန်တော်တို့နဲ့ရင်ဆိုင်နေရတဲ့သူတွေဟာစစ်သားတွေဆိုတော့မမေ့သင့်ဘူးကျွန်တော်လင်းချိန်တိုင်းဖမ်းခံခဲ့ရပါတယ်17နှစ်ကျော်ကျွန်တော်ရဲ့အကောင်းဆုံးအသက်တွေကိုထောင်ထဲမှာဖြုံးခဲ့ရပါတယ်ကျွန်တော်တငယ်ချင်းတွေဖြစ်တဲ့မင်းကိုနိုင်တို့နှစ်20ကျော်ထောင်ထဲမှာအချိန်တွေဖြုံးခဲ့ကြရတယ်အခုရှေ့ကျွန်တော်တို့အလုလုရမယ့်အချိန်ဖြစ်သွားပြီအခုလိုအချိန်ခါမျိုးမှာတစ်ဖက်ကပြန်စဉ်းစားကြည့်တော့ဟင် ခေတ်အဆက်ဆက်ဒီကောင်တွေကိုငါတို့ကမော်တော်ကားတွေထုတ်ပေးတယ်လီဖုန်းတွေထုတ်ပေးမြေခွက်တွေထုတ်ပေးထားတဲ့အစိုးတော်တွေရုပ်ရှင်မင်းသားတွေအခုဘလို့ဖြစ်ပြီးအဲ့ဒီနာရောက်သွားတာလဲကျွန်တော်တို့သူတို့နေရာကနေစဉ်းစားကြည့်စီရှင်ပါတယ်သူတို့ဘက်ကလည်းဒီလိုစဉ်းစားလာရမှာပဲဟိုတုန်းကတော့နိုင်ငံတော်ကားမှမရရရင်ကိုကိုကိုတတ်ချင်လောက်အောင်သေချင်လောက်အောင်ဖြစ်နေတဲ့ရုပ်ရှင်သမားတွေ နိုင်ငံတော်ကငါတို့ကိုမခေါ်ဘူးလို့ကြပါအောင်ကျမပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်တတပါပြစီတခန်းဖြစ်ဖြစ်နှခန်းဖြစ်ဖြစ်အဲ့ဒီလူတွေအကုန်လုံးကအနိနာအကုန်ရောက်ကုန်တယ်ဒါကျွန်တော်ပြောတာရှင်းရှင်းလေးတစ်ဖက်ကလူကဘယ်လိုစဉ်းစားလာမလဲဒီလူကြီးလားဒီလူကြီးလားဒီလူအတွေးကိုသူတို့ကိုဘာဖြစ်လို့ပေးချင်တာလဲအစိုးရတွေရောအရင်တော့ဆိုရင်အဲ့ဆယ်ကြီးပြီးပြီဆယ်ကြီးပြီးပြီဆိုတက်ကချင်တဲ့အစိုးရတွေအများကြီးပဲအခုကျမှမြစ်စုံဆယ်ကျမှလာပြီးရောရောချတော့တာသူတို့က မာပြည်ကတရားတိုင်းပေါ်မှာသူတို့တက်တက်ခုံကတာမနေဘူးဆယ်တခုဆောက်ပြီးလို့မှအဲ့ဒါတယိုးမကန်ရသေးဘူးသူတို့တက်ကပြီးပြီအဲ့ဒီလူလုတ်ခဲ့တုန်းကလုတ်ခဲ့ကြတယ်အပြစ်မပြောပါဘူးကျွန်တော်ကဒါပေမဲ့ခုလေအဲ့ဒါလောက်မျက်စိနောက်အောင်တော့မလုတ်ကြပါနဲ့ဟုတ်ပြီတတ္တရတစ်ချက်ကျွန်တော်ထပ်ပြောပြစီအစိုးရနဲ့ပတ်သက်ခဲ့တဲ့စီးပွားရေးသမားတွေကြီးပါပဲကျွန်တော်တိုင်ပြည်မှာစီးပွားရေးပညာရှင်စီးပွားရေးနားလေတဲ့လူတယောက်မှမရှိပါဘူး မရှိလို့လေအခုဒုက္ခရောက်နေတာပါအဲ့တော့ကျွန်တော်တို့တိုင်းပြည်ထဲမှာရှိနေတဲ့ပြဿနာသည်ကြောက်ဒါလေးတော့လှုပ်လို့ကောင်းတယ်ကွာစော်လိုက်ဗလားအေးခုတ်လိုက်ခုတ်လိုက်ခုတ်လိုက်ဟိုကလေးတော့တူးတူးလိုက်ကွာတူးလိုက်ဒီလိုနဲ့ပတ်စံချမ်းသာလာတာလေစီးပွားရေးကိုစနစ်တကျလေ့လာပြီးစီးပွားရေးကိုတက်ကြွပြီးနားလည်ပြီးစီးပွားရှာခဲ့ပြီးတိုင်းသူပြည်သားအလုတ်ရအောင်လုပ်ခဲ့ကြတဲ့သူတွေမဟုတ်ပါဘူးအဲ့ဒီလူတွေအားလုံးကလည်း အခုတော့88တုံးကလည်းကျွန်တော်ပါတယ်ဗျဘယ်တုံးကလည်းကျွန်တော်ပါရခဲ့ပြန်ဟောအကုန်ပါကုန်မြန်ပြီဗျအခုထောင်ထွက်ဆိုတဲ့လူတွေကလည်းပါဘယ်ထောင်ကဘလို့ထွက်လာမှန်းတော့မသိဘူးအဲ့ဒါလေးလည်းဖြစ်ကုန်ပြီဆိုတော့ကျွန်တော်တို့တွေ့နေရတဲ့အစိုးရကမနစ်တနေ့ကမှမွေးလာတဲ့အစိုးရလို့ပြောလို့ရတယ်အချိန်မရွေးပြဿနာတက်နိုင်တယ်မိနေကြမှာစိုးလို့လဲကျွန်တော်ပြောခြင်းနဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဒီ ဘာမှမလိုပဲအလိုအလျောက်စစ်တပ်ကအာဏာသိမ်းလို့ရတယ်တရဝင်မိနေကြမှာစိုးလို့မျက်စိနောက်အောင်မလုပ်စီခြင်းဘူးကျွန်တော်တို့တိုင်းပြည်နောက်တစ်ခါထပ်ပြီးကျွန်တော်တို့အမောင်တွေကိုပြန်ဆွဲမသွားခြင်းဘူးကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့ရဲ့နောက်ထပ်လာမယ့်မျိုးဆက်တွေကျွန်တော်ကဒီနေ့တည်သွားပြဿနာမရှိဘူးအသက်50ကျော်နေပြီတည်လို့ရတယ်ဆယ်နှစ်ဆယ်နှစ်နှစ်20နှစ်25နှစ်ကလေးတွေနောက်တစ်ခါတိုင်းပြည်အပြင်ဘက်ကိုထွက်ပြီးဒုက္ခရောက်ရမယ်ဘဝမျိုးတွေကျွန်တော်တို့မမြင်ကြတော့ဘူး ဒီတော့သူတို့ကိုပိုင်ပြီးလင်းရင်ကျွန်တော်တို့ကခင်ဗျားတို့နောက်ပြန်မလှည့်နေတော့ခင်ဗျားတို့နောက်ပြန်မလှည့်နေတော့လို့ဖြစ်အောင်ကျွန်တော်တို့ကိုယ်တိုင်ကသူတို့ကိုဝန်းပြီးတော့တွန်းနေရတဲ့အခြေအနေပါဒါကိုကျွန်တော်အမှန်တိုင်းရှင်းပြတချို့ဒီကိစ္စတွေမှာမဟုတ်ဘူးမလုပ်နိုင်မဲ့ဟာညာလုပ်နိုင်မဲ့ဘသူကတော့ဘာဘယ်နာကပြောနေတာလဲကျွန်တော်မေးရဘယ်နာကပြောနေကြတာလဲလက်တွေ့ကျွန်တော်တို့ရန်ကုန်မှာရင်ဆိုင်နေရတဲ့အဖြစ်အပျက်ကိုကျွန်တော်ပြောပြတာအစိုးရဖွဲ့တဲမှာလည်းပဲ အားလုံးပြုပြင်ပြောင်းလဲမှုကိုလူလားနေတဲ့လူတွေမဟုတ်ပါဘူးလွတ်တော်ကိုဒီလိုကြိုင်ထားခြင်းတဲ့လူတွေအများကြီးပဲဒေါ်ဆန်းစုကြည်ကိုလွတ်တော်တဲ့ကိုလာပါလို့တစားစားဖိတ်ခေါ်လိုက်လို့ဒေါ်ဆန်းစုကြည်ကလွတ်တော်တဲ့ရောက်သွားရင် တကဘာလုံးကအတိမတ်ပြီးသွားတော့မယ်အဲ့ဒီလွတ်တော်ကို legitimacy ရသွားပါပြီအင်မတန်ကျင်းမြောင်းတဲ့တကားပေါက်ကလေးတပေါက်ကူတာဖွင့်ထားတာ ငါတို့တိုင်းပြည်မှာလွတ်တော်ရှိတယ်ငါတို့တိုင်းပြည်မှာအတိုက်ခံရှိတယ်လို့တကဘာလုံးကိုပြပြီးကဘာရဲ့အသိအမှတ်ပြုမှုကိုယူလိုက်ရမှာပါဒီလမ်းကြီးကိုတည်တည်ကြီးနဲ့ကျွန်တော်တို့တနိုင်ငံလုံးဝင်နေပါတယ်ဘာကြောင့်ဝင်နေရတာလဲဆိုတာခုနကတည်းကပြောခြင်းနဲ့အချီအနှီးအားလုံးကိုပြေလည်အောင်အချီအနှီးအားလုံးကိုပြန်ပြီးတင့်မြတ်အောင်ဆိုတဲ့စိတ်နဲ့အန်တီကိုတိုင်းပင်လျင်သူ့ကိုယ်သူ sacrifice လုပ်ပြီးလွတ်တော်ထဲဝင်သွားရှာတာပါဝင်ခြင်းလုံးလုံးဝင်သွားတာမဟုတ်ပါဘူး ဒါကိုကျွန်တော်ဒီနေရာမှာကျွန်တော်ဒေါ်အောင်ဆန်းစုကြည်ရဲ့ပွဲစားမဟုတ်ဘူးเนาะကျွန်တော်ရှင်းပြနေတာမဟုတ်ဘူးသူ့အခြေအနေကိုအမှန်တိုင်းကျွန်တော်ပြောတာပါ